မင်္ဂလာပါရှင်ဒီနေ့ကျမတို့ဆွေးနွေးမှုလေးမှာလေတော်တော်လေးစိတ်ဝင်ပါစရာကောင်းတဲ့အကြောင်းအရာတစ်ခုကိုအတူတူလေးလာကြည့်ကြရအောင်လက်ထင်းမှာရထားတဲ့အရင်မြစ်တွေ အထူးသဖြင့်ဟိုတင်ကြားရေးဆိုင်ရာဆွေးနွေးမှုမှတန်းတွေတင်ပြချက်အပိုင်းစားလေတွေရှိတယ်ပေါ့နော်အဲ့ဒါတွေကိုအခြေခံပြီးတော့ဝါဒနာတွေရဲ့စွမ်းအားအဲစိတ်ပိုင်းဆိုင်ရာကောင်းကျိုးချမ်းသာပြီးတော့နေ့စဉ်ဘဝမှာပျော်ရွှင်မှုနဲ့စိတ်ငြိမ်းချမ်းမှုတွေကိုဘလို့ရှားဖွေနိုင်မလဲဆိုတာကိုကျမတို့နည်း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 ကြည့်ကြမယ်အဓိကကတော့ဒီဝါဒနာတွေနောက်ဆက်တွဲလေ့ကျင့်မှုတွေကကိုယ်ပိုင်တိုးတက်မှုအတွက်စိတ်ဖြစ်စီမှုလျော့ချဖို့အတွက်ဘလောက်အရေးပါလဲဆိုတာကိုပို့ပြီးနားလည်ချင်လို့ပါဟုတ်ကဲ့အင်မတန်စိတ်ဝင်စားနေရခေါင်းစဉ်တကူပါဒီအရင်မြစ်တွေကိုချိလိုက်တော့လေ ဝါဒနာဆိုတာပါလေဆိုတာနဲ့စပြောတွေ့ကျုကျေစုတွေနောက်ပြောဟိုစိတ်ကိုကြည်လင်အေးချမ်းစေတဲ့တခြားနိလန့်တွေအထိပေါ့ချင့်ကမ္မကတူတော့ဆောင်းတာတွေ့ရတယ်။အဲနောက်တစ်ခုစိတ်ဝင်စားစရာကလူရယောက်ရဲ့ဝါဒနာက တွေ့စိတ်နေစိတ်သာတွေ့ဘဝပေါ်ရွှေ့မြင်မှုကိုဘလို့ထင်ရနေတယ်လဲဆိုတာမျိုးပေါ့ဟုတ်တယ်နော်တက်ဆိုအရင်ဆုံးအခြေခံလေးနဲ့စလိုက်ရအောင်ဝါဒနာဆိုတာပါလဲပေါ့ဒီအရင်မြတ်တင်မှာသူ့ကိုဘလို့မျိုးအသေးပဲဖွင့်ထားလက်ရှင် အထိကကလေးဝါဒနာဆိုလာပိတ်ဆံတော်တော်အဓိကမော်ဖို့ကိုယ့်ရဲ့အားလက်ချက်မှာကိုပြောဖို့အပန်းဖြေဖို့ဒါမှမဟုတ်ကိုကိုကိုတိုးတက်ဖွံ့ဖြိုးဖို့လောက်တဲ့လောက်ရှားမှုတခုလို့ဆိုထားတာပါဒါကလူတယောက်လေးစိတ်ရိုက်သူစိတ်ဝင်စားမှုတွေကိုလည်းပြတယ်ပြီးတော့ဘဝကိုပို့ပြီးတော့အထက်ပြည့်ရှိစင်နိုင်တဲ့ຢာတခုပေါ့ဗျာอืมဒီဆွေးနွေးမှုတွေရဲ့မှာတွေ့ရတဲ့ဝါဒနာဥမာတွေကတော်တော်စုံတယ်နော်တကယ်ပဲအချုပ်တာဂိမ်းကစားတာခီးသွားတာအစုံပဲ ။ဥမာတစ်ခုကြည့်အောင်အချုပ်တာကိုဝါသနာပါတဲ့သူတယောက်ပြောထားတာရှိတယ်။အဲ့ဒါဒါစိတ်ကိုအပြီးအဝစူးစိုက်စေတယ်၊စိုးရင်တာတွေမေးသွားတယ်၊ငြင်းချမှုရစေတယ်ဆိုပြီးတော့လေ။အဲ့လိုစူးစိုက်မှုကနေရတဲ့ငြင်းချမှုကဘလို့ဖြစ်ပေါ်လာတယ်လို့သုံးသပ်လို့ရမလဲရှင်။ကောင်းတယ်ချက်ပါပဲ။အချုပ်တာလိုမျိုးလက်မှုပညာနဲ့မှလိုအပ်တဲ့အာရုံစူးစိုက်မှုကလေစိတ်ပညာမှာပြောကြတဲ့ flow state ဆိုတာရှိတယ်ဗျာ။အဲ့ဒီအခြေအနေနဲ့ဆင့်တူတယ်ဆိုလိုတာကကိုလုံးနေတဲ့အလို့ထဲမှာကိုကအပြစ်အဝါနစ်မြုပ်သွားတာ ။အော်ဟုတ်ကဲ့ဟုတ်ကဲ့အချိန်လေးပါနေမဲ့သွားတာမျိုး။ဟုတ်တယ်ဟုတ်တယ်ပဝင်းကျင်ကစိုးရင်မှုတွေတခြားအတွေးတွေမဝင်တော့ဘူး။အဲ့လို အာယုံဆူဆိုင်မှုကပြန်လွဲ့နေတဲ့အတွေးတွေကိုစူးစီးပေးလိုက်တယ်။စရိုစိတ်ကဒီငင်းတွားရောအဲ့ဒါငိန်ချမ်းမှုပေးတာဖြစ်နိုင်ပါတယ်။အဲဒါတရားထိုင်တာရဲ့အကျိုးကျေးဇူးတစ်မျိုးနဲ့လည်းတော့ဆင်တူနေတယ်။အင်းသားဆွေတခြားဝါဒနာတွေကတော့ဥမာဂိမ်းကစားတာဂိမ်းကစားတာကိုကျတော့စိတ်ဖိစီးမှုရော့စင်တယ်လို့ပြောကြပြန်ရော ဒါကအချုပ်တာရဲ့စူးစိုက်မှုနဲ့တော့နည်းနည်းကွာမဲ့ခြင်းနဲ့နော်။ तू ကဘလိုမျိုးစိတ်အပန်းဖြစ်မှုပေးတာလဲရှင်။ဟုတ်ပါရဲ့။ဂိမ်းကစားလာကတော့နေလန်းနေနဲ့ကွာတယ်။ तू ကအာယုံစူးစိုက်မှုတတ်တတ်တော့မဟုတ်ဘူး။များတော့အပြင်စိတ်အာယုံပြောင်းလဲခြင်း distraction ပေါ့။လက်တွေ့ဘဝကဖိအားတွေကနေခဏလွဲလိုက်တာ။နောက်တစ်ခုကဂိမ်းသေးတာစိန်ခေါ်မှုတွေကိုအောင်မြင်သွားတဲ့အခါရတဲ့ကြည်နဲ့မှု sense of accomplishment အဲ့ဒါတွေပေါ်မှာခြေခံနိုင်တယ်စိတ်သက်သာရရစေတာမျိုးပေါ့အဲပြီးတော့အရင်အမိတေထဲမှာခยีသွားတာကိုလည်းပြောထားတယ်စိတ်ငြင်းကြမှုပျော်ရွှင်မှုစွမ်းရင်ရစေတယ်ဆိုပြီးတော့อืมဟုတ်ဒါကတော့ရှင်းပါတယ်ပဝေးကျင်အတ္တအတွေ့အကြုံအတ္တတွေကနေရတဲ့လုံဆောင်မှုစိတ်ပြောင်းလဲမှုကြောင့်ဖြစ်မှာပါတကယ်လို့လေဒီအရင်အမိတေထဲမှာဝါသနာလို့ပြောထားတဲ့အရာတွေကတော်တော်ကျေရံ့တာကိုတတိထားမိတယ် ဟို1991ငါတဲ့ကလှုပ်လာတဲ့တင်ကြားကြီးကိုဝါဒနာလို့ပြောတဲ့သူရှိတယ်လို့စပီးစီတာစာဖတ်တာဂီတာတီးတာပုံဆွဲတာအမ်ချက်ပြုတ်တာအများကြီးပဲဒါကဘာကိုပြလဲဆိုတော့ဝါဒနာဆိုတာတကယ်ကိုပုတ်ကူရေးဆန်တယ်ဆိုတော့ပြနေတာပဲเนาะအကြီးအကျပါပဲဘယ်လိုဝါဒနာမျိုးပဲဖြစ်ဖြစ်ပေါ့လေအရေးမင့်တင်မှာဖော်ပြထားတဲ့အကျိုးကျေးဇူးတွေကိုကြည့်ရင်တော့သူညီတဲ့အချက်လေးတွေရှိနေပြန်ရောအဓိကတော့စိတ်ဖိစီးမှုတတ်တာစေတာ stress relief နဲ့ဘဝဟန်ချက်ညီစေတာ life balance now ကိုခန္ဓာရောစိတ်ကျမ်းမာရေပါပိုကောက်လာတာ physical and mental health ပြီးတော့ကျွမ်းကျင်မှုအတိတ်တင်ယူခွင့်ရတာအောင်မြင်မှုကိုခံစားရတာ skill development and accomplishment ဟုတ်ကဲ့မိဆွေမိသားစုနဲ့ဆက်ဆံရေးပိုကောက်လာတာ improved relationships နောက်ဆုံးပျော်ရွှင်မှုတိုးလာတာဘဝရည်တွေ့မြင်လာတာ increase happiness and quality of life ဒါတွေကအဓိကအကျိုးကျေးဇူးတွေပေါ့အရင်မြစ်တစ်ခုမှဆိုရင် endorphin လို့ဦးနောက်ဓာတုပစ္စည်းတွေထွက်တာကိုတောင်ထစ်ပြောချသေးတယ် အဲ့ဒီအကျိုးကျေးဇူးတွေကတကယ်အရေးကြီးတယ်နော်ဒါပေမဲ့ဒီအရေးမြင့်တွေကဝါသနာတက်တက်ပဲမဟုတ်ဘူးအဲ့ဒီအပြင်မှာစေပိုင်းဆိုင်ရာကောင်းကျိုးအတွေ့တခြားလေ့ကျင့်မှုတွေကိုလည်းထည့်ဆွေးနွေးထားတာတွေ့ရတယ်ဥပမာဟိုအပြုံးချင်းတရားထိုင်ခြင်း smiley meditation ဆိုတာမျိုးလေအဲ့ဒါလေကဘယ်လိုမျိုးလဲရှင်ဟုတ်ကဲ့အဲ့ဒီနီလန်ကယိုယိုလေးပဲမဲ့စိတ်ဝင်စားစရာကောင်းတယ်ရှူသွင်းအောင်ထားရှူထော့ပြုံးမှာဆိုတဲ့အဆင့်၄ဆင့်ပဲ 9မိနစ်လောက်လေ့ကျင့်ဖို့အကြံပြုထားတယ်။ဒီလိုလေ့ကျင့်မှုကစိတ်အခြေအနေကိုဘလို့တက်ရောက်နိုင်လဲဆိုတော့လေအပြုံးဆိုတော့လေတမင်တသက်ပြုံးနေရင်တောင်စိတ်ခံစားချက်ကိုနည်းနည်းမြင့်တင်ပေးနိုင်တယ်လို့စိတ်ပညာလေ့လာမှုတွေကဆိုတယ်။ဩဟုတ်လား။ဟုတ်တယ်။အသက်ရှူလေ့ကျင့်ခန်းကတော့စိတ်တည်ငြိမ်ဖို့ကူညီတာလူတိုင်းသိပြီးသားပေါ့။ဒီနှစ်ခုကိုပေါင်းထားတဲ့သဘောပါပဲ။ရိုးရှင်တယ်။နောက်တစ်ခုကနေ့စဉ်ကိုကိုကိုအပြူသဘောဆောင်တဲ့အတီးပြူချက်တွေပေးခိုင်းတာ daily positive affirmations အရင်မြတ်ထဲမှာဥမမာတွေလောငားပဲငါကအံ့ဩစရာကောင်းတယ်ငါပျော်တယ်ငါအကောင်းမြင်တယ်စသဖြင့်ပေါ့အဓိကအယူဆကဘာထင်မလဲရှင့်အဓိကအယူဆကတော့ကိုကိုကိုအားဖေးတဲ့စကားအကောင်းမြင်တဲ့စကားလုံးတွေကိုနေတိုင်းမမှန်လေပြောပြချင်းအဖြစ်ပေါ့လေကိုယ့်ရဲ့အတွေ့ပုံစံကိုကိုကိုရှုမြင်ပုံကိုပြောင်းလဲဖို့ကြိုးစားတာပါပဲဥပမာငါတန်ဖိုးရှိတယ်ငါဒီနေ့အတွေ့ကြီးစုတယ်နဲ့ငါငင်းချမ်းတယ်ဆိုတာမျိုးပေါ့ ဒီလို self affirmation လို့တာကကိုယ့်ကိုယ်ကိုတန်ဖိုးထားမှု self esteem နဲ့အကောင်းမြင်စိတ် optimism ကိုမြင့်တင်ပေးနိုင်တယ်လို့ယူဆကြတယ်။ဒါကလည်းဟိုဝါဒနာတကန်ကြီးကြွမ်းကျင်မှုတက်လာလို့ကိုယ့်ကိုယ်ကိုယုံကြည်မှုတက်လာတာနဲ့တွဲဝိုက်ပြီးတော့ဆက်ဆက်နေတယ်လို့ပြောလို့ရတယ်။ Mm စိတ်ပင်စားဆရာပဲဆရာဝါသနာရည်ရှိမယ်စိတ်ပိုင်းဆိုင်ရာလေ့ကျင့်ခန်းကြီးရှိမယ်ဒါအပြင်ကိုနီထိုင်တဲ့ဘဝဝင်ကြီးရလဲစိတ်ငင်းခံမှုပေါ်တည်ရောက်မှုရှိတယ်ဆိုတဲ့အချက်ကိုလည်းပြောထားတယ်တယ်နော်အထူးသဖြင့်ဟိုဂျပန်အိမ်နွေးစည်းကမ်းချက်၅ချက်ဆိုတာလေဒါလေးကိုနည်းနည်းဆွေးနွေးကြည့်အောင်ပထမတစ်ချက်ကအရာတိုင်းမှသူ့နေရာနဲ့သူရှိတယ်ဆိုတာဟုတ်ကဲ့ဒီချက်ကရိုးရှင်းတဲ့ထင်ရပါမယ်စိတ်ငင်းချမ်းမှုအတွက်တော်တော်အရေးပါနိုင်တယ်ကိုရှာတဲ့ပစ္စည်းဥမာတော့လို့ဟာမျိုးပေါ့ သူ့နေရာမှာ alert ကိုတွေ့နိုင်နေဆိုရင်စိတ်ဖိစီးမှုတေးသေးလေးလေးရောသွားလေအရင်မြို့မှာစိုးထားသလိုပေါ့ဒါကိုကိုကိုကျင်တာမှုပြတာနဲ့တူတယ်အင်းနဲ့ကိုကိုဂရုဆိုင်နေတယ်လို့ခံစားရစေတယ်ဆိုတာမျိုးอืม note တစ်ချက်ကနေရာ look ကိုတန်ဖိုးထားပါ honor empty space မာလို့ခေါ်တဲ့ဂျပန် user ဒါကဘလိုမျိုးပါလိမ့်မလဲမာဆိုတာကအရာဝတ္ထုတွေကြားတဲ့ကနေရာ look ကိုဆိုလိုတာပါဟိုဂီတမှာဆိုရင် notes တွေကြားတဲ့ကတိတ်ဆိတ်မှုလိုမျိုးပေါ့အိမ်မှာပစ္စည်းတွေပြည့်ချက်မတင်ပဲရှင်းလင်းတဲ့နေရာလွတ်လပ်တွေရှိနေတာက စိတ်ကိုအနာရစေတဲ့အတွေးတွေကိုလည်းငြိမ်သက်စေနိုင်တယ်လို့ဆိုလိုတာပါဒါကခုနကပြောခဲ့တဲ့အချုပ်ကလိုဝါသနာတွေကနေရတဲ့စိတ်ပိုင်းဆိုင်ရာနေရာလွတ်ဖန်တီးပေးလာတဲ့သဘောတရားချင်းနည်းနည်းလေးဆင်တူနေတယ်လို့ပဲဟုတ်ပြီဟုတ်ပြီတတိယအချက်တန့်ရှင်းရေးကိုနေ့စဉ်ပြုလုပ်ပါ ဒါကိုတရားထိုင်သူလို့လှုပ်ဆောင်ခြင်းလို့ဆိုထားတာကဘလို့သဘောလဲရှင်ဟုတ်ပါတယ်တန်ရှင်းလှုပ်တာကို အလုတ်တစ်ခုဝန်ထုတ်ဝန်ပိုးတစ်ခုလို့မမြင်ပဲနဲ့နေ့စဉ်လှုပ်တဲ့တတိပဌံလက်ကျင့်ခန်းတစ်ခုလို့သဘောထားတာပေါ့ကျမ်းပြင်တမျက်စီလဲတာပဲဖြစ်ဖြစ်ပိုင်းကန်းစေတာပဲဖြစ်ဖြစ်အဲ့ဒီလှုပ်ဆောင်မှုအပေါ်မှာပဲအာယုံဆိုင်ပြီးလှုပ်တဲ့အခါစိတ်ကပိစုပန်တဲထဲမှာရှိနေတယ်အဲ့ဒါကတည်ငြိမ်မှုရစေနိုင်တယ်ကိုပဝန်းချင်းကိုဂယူဆိုင်တာဟာ ကိုကိုကိုဂူးဆိုင်တာပဲဆိုတဲ့အဓိပ္ပာယ်မျိုးတက်ရောက်တယ်။อืมစတုထက်နဲ့ပင်စမအချက်တွေကတော့ပရိဘုတ်ကနဲနဲလွတ်လပ်မှုများများရဲ့ယာဘီအလိုက်အလက်ကျတုံးဆွဲပါရဲ့နော်။ဒါတွေကတော့ရိုးရှင်းမှု simplicity နဲ့လိုက်လျောညီထွေးမှု adaptability ကိုအဓိကပြောချင်တာထင်တယ်။မှန်ပါတယ်။ပရိဘုတ်ကနဲနဲရဲ့ထားတော့အိမ်ထဲမှာလွတ်လွတ်လပ်လပ်တွာလာလှရှားလို့ရတဲ့နေရာ flow ပုံများလာတယ်။ယာဒီအလိုက်အတုံးဆောင်လေးအရာခင်းနေပါတယ်ပြောင်းတွန်းတာကတော့ အတ္တတွေထခထခဝယ်စရာမလိုပဲအိမ်ကိုစမ်းသစ်နေစေတဲ့တဘာဝရဲ့ပြောင်းလဲမှုတွေနဲ့လည်းအဆက်အသွယ်မပြတ်စေဘူးပေါ့ဒီစည်းကမ်းတွေအားလုံးရဲ့နောက်ွယ်ကအသွေးခေါ်ကရိုးရှင်းပါတယ်ရိုးရှင်းမှုဟာကိုယ့်ကိုယ်ကိုရရော့မှုတစ်မျိုးပဲတဲ့ရှုပ်ထွေးမှုနည်းလေစိတ်ငြိမ်းချမှုများလေဆိုတဲ့ပြောပါပဲကမ္ဘာပြည်ဒါဆိုရင်ကျမတို့အခုထိဆွေးနွေးခဲ့တဲ့အပိုင်းဒီဝါသနာလီတတိပဌံလေးခြင်းမှုတွေအပြုံးတရားအတီးကျမှု ပြီးတော့ငင်းချမ်းတဲ့ပတ်ဝန်းကျင်ဖန်တီးမှုတွေဒီချက်တွေအားလုံးဘလို့ချိတ်ဆက်နေလဲအရင်မြစ်တွေကဒီချက်တွေကိုဘလို့မျိုးပေါင်းဆက်ပြီးရှုမြင်ထားပါသလဲအရင်မြစ်တွေကိုခြုံကြည့်လိုက်ရင်တော့ဒီအချက်တွေကတစ်ခုနဲ့တစ်ခုအပြန်လန်အဖြစ်ပြီးတဲ့အစိပိုင်းတွေဖြစ်ရှုမြင်ထားပုံများပါတယ်ခင်ဗျာရွေချက်ရှိရှိလှုပ်ဆောင်မှု intention နဲ့စားတယ်ပြီးတော့ကိုယ်နဲ့စိတ်ဟန်းချက်ညီအောင်လေ့ကျင့်မှုတွေလုပ်တယ်အဲ့ဒါဝါဒနာဖြစ်နိုင်တယ်တရားထိုင်တာဖြစ်နိုင်တယ်အဲ့ဒီကနေစဖန်တီးမှု creation တမို့ကျွမ်းကျင်မှုတိုးတက်မှု effort and skills တွေဖြစ်လာတယ်ဟုတ်ကဲ့ဒီကနေ့ရလာတဲ့အကျိုးကျေးဇူးတွေအပြုတ်တဘောဆောင်တဲ့စွမ်းရည်တွေကိုကိုယ့်ပတ်ဝန်းကျင်နဲ့ပြန်ပြီးများဝေတာ sharing ဥပမာကိုချစ်တဲ့ဟင်းကိုတငယ်ချင်းကျွေးတာမျိုးကိုအမှုပညာကိုများဝေတာမျိုးပေါ့ဒီလိုတန်တရားလဲပတ်မှုကကိုပိုင်ကောင်းကျိုးချမ်းသာကိုတည်ဆောက်တဲ့နိလန်တစ်ခုဖြစ်တယ်လို့ဆိုလိုရင်းဖြစ်နိုင်ပါတယ်အင်းဒီနေရာမှာ smart ဆွဲအတို့ကောက်စကလုံးလေးကိုအယက်မစ်တစ်ခုမှဖွင့်ဆိုထားတာတွေ့တယ် အဲ့လာကလည်းဒီပေါင်းစပ်မှုအတွေးခေါ်ကိုအားဖြည့်ပေးနေသလိုပဲနော် S က smile အပြုံး M က smooth ချုံးမွေတော့ဆက်စင်ရေး A က amazing mindful အမွေတရတီယာ R က real routine စိတ်မှန်သောနေ့စဉ်လုပ်ဆောင်မှု T က tangible လက်တွေ့ကျသောအကျိုးကျေးဇူးတဲ့ဒါကနေ့စဉ်ဘဝမှာဒီအလေချင်းတွေကိုဘယ်လိုလက်တွေ့ထည့်သွင်းနိုင်မလဲဆိုတဲ့မူပေါင်းတစ်ခုလိုဖြစ်နေတာကောနော်ဟုတ်ပါတယ်ဒီ smart ဆိုတာက အစောအဆွေးနွေးခဲ့တဲ့အချက်လက်အလုံးကိုလက်တွေ့ကြကြပေါင်းစည်းပေးလိုက်သလိုပါပဲနေ့စဉ်အပြုံးလေးနဲ့စမယ်ပြီးတော့မိသားစုလှုပ်ဖော်ကင်ပတဲ့နဲ့စစ်စမ်းရေးချောင်းမွေအောင်ကြိုးစားမယ် smooth တတိပဌံကိုလေ့ကြည့်မယ် mindful ဒီလေ့ကျင့်တွေကိုနေ့စဉ်ပုံမှန်လုပ်ဖြစ်အောင်တည်ဆောက်မယ် real routine အဆုံးမှာတော့ဒါတွေကနေလက်တွေ့ကြတာကိုယ်တိုင်ခံစားလို့ရတဲ့အချိုးကျစုတွေ tangible benefits ရရှိလာမယ်ဒီလိုအဆင့်ဆင့်ချိန်ဆက်မှုကိုဖော်ပြနေတာပါ ဒါဟာဝါဒနာစိတ်လိကျင့်ခန်းနဲ့နေစဉ်ဘဝကိုတသားလေးဖြောင်းကြိုးစားဖို့လမ်းညွန်ချက်တခုလိုပါပဲ။ကောင်းပါပြီ။ဒီနေ့ကျမတို့ဆွေးနွေးခဲ့တာတွေကိုပြန်ပြီးခြုံငုံကြည့်လိုက်တဲ့အဖာမှာလေဝါဒနာဆိုတာကိုယ်ပိုင်ကောင်းချိုးချမ်းသာအတွက် စိတ်ဖြည်းစည်းမှု short ချဖို့အတွက်ကိုယ့်ရည်တွေဖန်ဖြိုးဖို့အတွက်အရန်ကိုအစွမ်းထက်တယ်။ပြောတရားနဲ့တရားမတူဘူးအရန်ပုတ်ကိုရေးဆန်းတဲ့လမ်းကြောင်းတွေဖြစ်တဲ့ဆိုတာတွေ့ရပါတယ်အချုပ်တာပဲဖြစ်ဖြစ်ဂိမ်းကစားတာပဲဖြစ်ဖြစ်ခီးတွားတာစာဖတ်တာဘာပဲလို့လို့ ို့တတဲ့ပဲရှိတယ်ပျော်ရွှင်မှုပေးနိုင်တယ်ဆိုရင် အကျိုးရှိတာပါပဲဟုတ်ပါတယ်ဒါကင်တရားထိုင်တာအဖြူတဘောအတီပြူချက်ပေးတာလို့စိတ်ပိုင်းဆိုင်ရာလေ့ကျင့်မှုတွေနောက်ပြီးကိုနေထိုင်တဲ့ပတ်ဝန်းကျင်ကိုညှင်းချမ်းအောင်ဖန်တီးတာတွေဒါဝါသနာတွေကနေရတဲ့အကျိုးကျေးဇူးတွေကိုပို့ပြီးအားကောင်းစေတယ်ဖြစ်စီပေးနိုင်တယ်ဆိုတာကိုလည်းတွေ့ရပါတယ်အတွင်းစိတ်အခြေအနေရဲ့ ပင်ပလူချမှုရဲ့ပဝန်းကျင်ရဲ့စွာတွေကအပြန်အလှန်ဆက်ဆက်နေတယ်ဆိုတဲ့သဘောပေါ့အရင်မြစ်တွေထက်ကအကြံမျိုးချက်တခုကိုပြန်ကောက်လို့ရရင်ကိုယ်ဘာကြိုက်လဲလို့ခုကိုကိုမင်းကြည့်ပါဆိုတဲ့အချက်ကအရင်ကြီးဆုံးပဲထင်ပါတယ်အစားပြုတ်ဖို့အကောင်းဆုံးနေရာပဲဖြစ်မှာပါကိုယ်အတွေ့အမှန်ကန်တဲ့ပျော်ရွှင်မှုပေးနိုင်တဲ့လှုပ်ရှားမှုတခုကိုရှာဖွေ တွေ့ရှိဖို့ကပထမဆုံးခြေလှမ်းမယ်နော်အဓိကကတော့အဲ့ဒီမိမိကိုယ်ကိုရှာဖွေတွေ့ရှိခြင်း self discovery ပေါ့ ပြီးတော့တွေးရှိတဲ့ຢာကိုရည်ရချက်ရှိရှိ လေ့ကျင့်ခြင်း intentional practice နောက်ပြီးကိုလောက်ဆောင်တဲ့ຢာတွေကနေရလာတဲ့ရိုးရှင်းတဲ့ပျော်ရွှင်မှုလေးတွေကိုတောင်းပို့ထားတတ်ဖို့ပါပဲဝါသနာဆိုတာအမတ်ပြပြိုင်ပွဲဝင်ရတာမျိုးမဟုတ်ဘူးလေကိုယ့်ရဲ့ကိုယ်ပိုင်ခြင်းကိုအတိပယ်ရှိရှိအတုံးဖြူပြီးစိတ်ကျေနပ်မှုရယူတဲ့နီလန်းတစ်ခုဖြစ်တဲ့တယ်လို့ကျွန်တော်တော့မြင်ပါတယ်တောင်းလိုက်တာရှင်နောက်ဆုံးအနေနဲ့လေစဉ်းစားစရာလေးတစ်ခုဖြားခဲ့ခြင်းပါတယ် အရင်မိဒီမှာဝါသနာတွေကကိုကိုကိုတရှိစေတဲ့အဆုံးမဖြစ်နိုင်ကြီးတွေကိုစူးစမ်းစေတယ်လို့ဆိုထားတယ်နော်အဆုံးကကျမတို့ဆွေးနွေးခဲ့တဲ့ဂျပန် UE ဆာမာဆိုတာလေးကိုဒီနေရာမှာပြန်ချိန်ဆကြည့်ခြင်းနဲ့ ကိုဝါဒနာတွေကိုလိုက်စားတဲ့အခါမှာရည်ရွယ်ချက်ရှိရှိနဲ့နေရာလွတ်ဖန်တီးပေးခြင်းကဥမာအချိန်စရာအရန်တင်ကြမထားတာမျိုးရလက်ကောင်းတစ်ခုတည်းကိုပဲအာယုံဆိုင်မနေပေးလုပ်ငန်းစဉ်ကိုယ်တိုင်ကိုပြောင်းမွေးကမျိုးဒါမှမဟုတ်စမ်းသပ်ဖန်တီးဖို့ကိုကိုကိုနေရာပေးတာမျိုးအဲ့ဒါတွေကမိမိကိုကိုရှာဖွေတွေးရှိမှုနဲ့စိတ်ပိုင်းဆိုင်ရာကောင်းကျိုးချမ်းသာကိုဘလို့များပူပြီးနက်နက်ရှိုင်းရှိုင်းဖြင့်တင်မိနိုင်မလဲဆိုတာလေးပေါ့ဒါလေးကိုစက်ပြီးတွေးခေါ်ကြည့်ဖို့အချမ်းဖြူရင်းနဲ့ပဲဒီနေ့ဆွေးနွေးမှုကိုဒီမှာပဲအဆုံးသတ်လိုက်ကြရအောင်နော်